ဆိုင်ကုံတကုံနဲ့ပစည်းရွာဖရာကုံကိုအေးအေးနဲ့ပူပေါင်းတက်တွေကအခုရပိုင်းအတွင်းမှာတင်ပိုက်ထားတယ်လို့စီရီတရင်ရင်မြစ်တွေကပြောကြပါဗျာ။အခုလိုစကန်တင်ထားတာနဲ့ပသက်လို့အေးအေးကထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ပစည်းနဲ့လှရွာအကြကပတ်ဝန်းကျင်အနီးတဝိုက်ကိုအေးအေးနဲ့ပူပေါင်းတက်တွေကတင်ပိုက်ထားပေမဲ့နောက်ဆုတ်သွားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့အသက်ထမှန်စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းတို့ပူပေါင်းကအေးအေးတင်ပိုက်ထားတဲ့နေရာတွေကိုထုတ်စစ်စင်မှုတွေလည်းရှိနေတယ်လို့ဆိုပါရယ်။ ဒါကြောင့်လက်ရှိမှာနေရကံပြူဟာကုန်းတောင်ကိုရအောင်လမ်းဟောင်းလမ်းသစ်တွေကနေထိုးပေါက်နေတဲ့စစ်ကြောင်းနှစ်ခုနဲ့ကုတ်ကြီးရွာအနာတဝိုင်းပစီနဲ့လှိုင်းရွာအကြားတို့မှာအေးအေးနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်။သူတချို့ဟာလက်လုံလက်စားဆင်းရဲသူတွေနဲ့ဆေးဘေးရှောင်နေကြတဲ့အမျိုးသမီးတချို့တို့ဖြစ်ကြပါရယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတဲ့ကိုဝန်ဖြက်ဆေးတွေနဲ့အရက်လက်တွေတွေနဲ့ဖြက်ရှောင်မှုတွေဟာပုံများနေတာဖြစ်ပါရယ်။အခုလိုကိုဝန်ဖြက်ချတာဟာ မိခင်တွေအတွက်ပါ NDA များတာကြောင့်ကြိုတင်သဆက်ချခြင်းတွေကိုပြုလုပ်သင့်တယ်လို့သူနာပြုတူကအကြံပြုပါတယ်။ရခိုင်မှာစစ်ဘေးဒဏ်တွေကြောင့်ပြည်သူအများစုစစ်ဘေးရှောင်နေကြရပြီးစီးပွားရေးရန်ညားပျက်စီးမှုတွေကြောင့်အလုအကိုင်မဲ့ဆင်းရဲမွေးတေသူတွေများပြားလာနေတာဖြစ်ပါတယ်။ဒီလိုအကြံတဲကာလအတွင်းကလေးမွေးဖွားပြီးရင်လဲမွေးကင်းစားကလေးတွေအတွက်ကာကွယ်ဆေးလုံးဝမထိုးနိုင်တာကလေးနဲ့မိခင်အားရရှုတည်တာတွေကြောင့် မလိုလားပဲကိုဝန်ရရှိလာရင် ကိုဝန်ဖျက်ရှားတာမျိုးတွေရှိလာနေတာလို့သိရပါရဲ့ရှင်